ိုင်နီကွန်ရဲ့မင်္ဂလာပွဲမှာတိမ့်တောင်းချီတန်းတဲ့စိန်ပရံများပရက်တစင်စာနဲ့အမှုပညာလောကတလောကလုံးကိုခြေပြသွားတဲ့ဝုံမုံရွှေရည်ပိုင်နီကွန်ရဲ့မင်္ဂလာပွဲမှာတိမ့်တောင်းချီတန်းတဲ့ပရံများပရက်ကြီးကိုဝစ်ဆင်ပြခဲ့လို့လူပြောများနေတာကဝုံမုံရွှေရည်ပါတရုတ်ဆောင်မင်းသမီးဝင်းမောင်ရွှေရင်ဟာပိုင်နဂွန်ရဲ့ဇနီးသူတို့သမီးလင်းမြဖူထပ်ပုတ်ပြီးတောက်ပတဲ့ပွဲတော်ဝတ်စုံနေ။သူမရဲ့ကြုံဝချမ်းသာမှုကိုဖော်ပြခဲ့လို့လူပြောများနေတာလည်းဖြစ်ပါတယ်။ တချို့ကတော့ဝေမုံရွှေကြီးဟာသူတို့သမီးထံတောက်ပအောင်ဝတ်ခဲ့လို့လူပြောများနေတာပါနိုင်ငံကျော်ထိတ်တန်းမင်းသားပိုင်ကွင်ရဲ့မင်္ဂလာပွဲကတော့ရန်ကုန်မြို့က Everty Hotel မှာကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပါတယ်အဆိုပါခမ်းနားကတော့နမတီနုပညာရှင်တွေများစွာကတက်ရောက်ကြီးမြင်ပေးကြတာပါပိုင်ကွန်ရဲ့မင်္ဂလာပွဲမှာသူတို့သမီးချက်တောင်ပို့ပြီးချောမောလှပနေကြတာကတယောက်ဆောင်မင်းသမီးဝင်းမုံရွှေကြီးပါ။ဒါပြင်လူပြောများစရာဖြစ်ရတာကဝင်းမုံရွှေကြီးဝစ်စင်လာတဲ့ပရမများဖျက်ကြီးပါ ဝမ်မောင်ကျွင်ဟောင်းတို့သမီးလိုပဲပရမများနဲ့စိန်ပြည့်စီကျဲထားတဲ့ဘရက်ကြီးကိုဝစ်စင်ထားခဲ့တာဖြစ်ပါတယ်။ဝမ်မောင်ကျွင်ဘရက်ကုံယန္နနာချောင်းတည်တဲ့လူတွေရဲ့အဆိုအရတံမိုးသိန်းတောင်းချီရှိတယ်လို့ဆိုပါတယ်။တချို့ကလည်းမြမယဉ်ကျေးမှုအရကိုကောင်တို့သမီးအလွန်ရှင်လူမထံဘလောက်ပဲချမ်းသာကြွယ်ဝပါစေ။တို့တို့ထက်အောင်မေးမယောင်လောက်တာကလူမှုရေးမသိတတ်တာလို့ဆိုပါတယ်။